အလုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့နိုင်ငံတကာရေးရာသတင်းကဏ္ဍအစီအစဉ်လေးနဲ့ကခုဒီရုရှားနိုင်ငံကဒါမြန်မာနိုင်ငံပေါ်ဦးထားရက်တီလာတဲ့ဒေါ်လာတွေပေါ့ပြီးရင်ဒါဒီတစ်ဖက်ကစကူတီရှင်းကက်လာတဲ့ဂျိုးစီပွားတွေဒါနဲ့ပတ်သက်ပြီးကြောက်စစ်ပြီးတော့အော်ဒီကမ္ဘာပထဝီနိုင်ငံရေးရှင်နေတဲ့ပြီးရင်ဒီကမ္ဘာ တရားရှိန်ကိုရှားရတာတဖြည်းဖြည်းနဲ့ဒီဈေးကာလနောက်ပိုင်းမှာဆိုရင်ဒါတို့ဒီအတွေးဝင်ရုပ်ကဘာပေါ့ဒါဘိုင်ပိုလာဝါကိုဒါဆုံးသက်သွားပြီးတော့ဒီအမေရိကန်နဲ့ဒါနောက်ဥရောပနိုင်ငံတွေဒီနိုင်ငံတွေအားလုံးဥဆောင်လာတဲ့ဒါဧကဝင်ရုပ်ကဘာဆိုတဲ့ဒါယူနီပိုလာဝါကိုဖြည်းဖြည်းနဲ့ဒါကြံရှိပြီးတော့ရောက်ရှိနေတာပေါ့ဟောဒီခုလက်ရှိဒါ20ရာစုနောက်ပိုင်းမှာဆိုရင်ဒီကွာနိုင်ငံရဲ့ခင်ကျင်းမှာဆိုရင်ဒါတရုတ်နဲ့ရုရှားဒီနှစ်နိုင်ငံကဒါအင်အားကြီးထွားလာတယ်ပြီးရင်ဒါဒေသတွင်းပေါ့ဘောလားတူညီတဲ့အဖွဲ့အစည်း ဒီဖွဲ့စည်းတွေကဒါပူးပေါင်းဆောင်ရွက်တဲ့လှုပ်ဆောင်တဲ့ဖွဲ့စည်းဖြစ်တဲ့ဒါ Brace ဖွဲ့စည်းဒီ Brace Club ပြီးရင်ဒီဘက်က CS ပေါ့ဒီဖွဲ့စည်းတွေအားလုံးကဒါဒီခင်းကျင်းတွေအားလုံးမှာဒါသူပြိုးတူပူးပေါင်းဆောင်ရွက်ပူးလေးဒါတွေ့လာလှုပ်ဆောင်လာတော့ဒါဒီဆက်တွေကိုကြည့်မယ်ဆိုရင်ဒီပါနိုင်တဲ့ခင်းကျင်းကဖြည်းဖြည်းနဲ့ဒီ Unipolar ဝါးကနေဒါဒီ Multipolar ဝါးဆိုရဲဒါဘိုးဝင်ရောပါဘူးဒါပြောင်းလဲလာဆက်ထဲမှာဒီဘာနိုင်ငံပေါ့ဘာနိုင်ငံကတော့မလို့စနိုင်ဖြစ်ပြီးတော့ အရှိတော်အရှောက်ဆိုရင်ဒါမှာပြူအမြောက်ဒီနေရာမှာရှိတော့ဒီလိုရှိနေတာဖြစ်တဲ့အတွက်ဒါနိုင်ငံတကာနဲ့ဒါတင်းတင်းလျောက်ပတ်ဆိုတာဒီထိုင်ကိုအကြီးကြီးလာဒါမြန်မာတမန်ကိုပြန်ကြည့်ရင်ဒါမြန်မာနိုင်ငံကလွတ်လပ်ရေးတွေကဒီရှိတော်အရှောက်မှာဆိုရင်ဒါပမ်းလိုက်တဲ့ဒါလှုပ်ရှားမှုခံကန်တာတွေကနေဒါတက်တက်ကြွကြွပေါ့လို့ပြင်ဒီတစ်ဖက်ကကမ္ဘာနိုင်ငံကြီးခင်းချင်းဒီနိုင်ငံကြီးခင်းချင်းနေမှာလဲဒါဒီကြားနေဘူဟာတော့ဒီဘာတော့အောင်ထဲပေါ်ဆောင်ရွက်တယ်ပြင်ဒါမိမိနိုင်ငံရဲ့ဒါဒေသတွေကလုံခြုံရေးခံကန်တာတွေကိုလည်းဒါလေးထားဆောင်ရွက်တာ ဟောဒီလိုမျိုးဒါလုံးဆောင်ပြီးတော့ဒါဖက်ဖက်ကနဲ့ဒါဗတ်မလိုက်ပဲနဲ့ဒါဘူဝါဒတွေကိုလှုပ်ရှားပြီးတော့အခန်းကဏ္ဍတွေမှာဒါတက်တက်ကြွကြွလုံးဆောင်နေတာတော့မှဒါဒီအမေရိကန်ဥဆောင်နဲ့ဒါနောက်ဥရောပနိုင်ငံတွေဒီနိုင်ငံတွေရဲ့ထိုးနှက်တိုက်ခိုက်မှုတွေကိုဒါခံနေရတာဟောဒါဘာကြောင့်ဒီလိုခံနေရလဲဒါကိုပြန်ကြည့်မယ်ဆိုရင်ဒီတရုတ်နိုင်ငံပေါ့ဒီကတော့ဒါဒီအင်ဂျင်တရုတ်နိုင်ငံတရုတ်နိုင်ငံအပေါ်ဟောဒါဒီအမေရိကန်နိုင်ငံအနေနဲ့ကဒါ China's containment ဟာဝိုင်းပတ်ထိန်းချုပ်ပြီးတော့ဒါထိုးနှက်တိုက်ခိုက်မှုတွေလုံးဆောင် ော်ဒီလိုလုံးဆောင်မှုအပိုင်းမှာဒါမြန်မာနိုင်ငံအနေနဲ့ကဒါစက်ကွင်းမလို့တဲ့နိုင်ငံဖြစ်လာတယ်။ဟောဒါဒီလိုဖြစ်လာတဲ့အတွက်မနိုင်ငံကဒါလက်ရှိမှာဆိုရင်ဒါဒီအမေရိကန်နဲ့နောက်ဥရောပနိုင်ငံတွေရဲ့အဓိကဒါထိုးနှက်တိုက်ခိုက်မှုခံရတယ်။ BND လက်ရှိဖြစ်နေတဲ့အတိုင်း US China US Russia ပေါ့ဒီဆက်ဆံရေးကြားမှာလည်းဒါမြန်မာနိုင်ငံအနေနဲ့ကိုဒါဒီလိုက်တဲ့ပေါ့နေထိုင်ပြီးတော့ဒါဆက်ဆံနေရတယ်။ BND ကခုဒီလက်ရှိပေါ့မြန်မာနိုင်ငံရဲ့သွားနေတဲ့ဒါလမ်းကြောင်းပေါ့ သွားနေတဲ့လမ်းကြောင်းနယ်ကဒါ base approach BNP ဘက်ကဒါသွားမဲ့လမ်းကြောင်းကဒါ balance interest ဒီအကျိုးစီးပွားကိုဒါဒီဥတည်ပြီးတော့ဒါတန်းတူညီမျှဆက်ဆံဥမာ BI ဒီအိန္ဒိယနိုင်ငံအိန္ဒိယကိုအိန္ဒိယကျင့်သုံးတဲ့ multi alignment တန်းနှိနှီးစုံလို့ light type ဆက်ဆံရေးမျိုးနဲ့ပဲသွားမှဒါမနိုင်ငံအတွက်ရည်ရှိမှဒါခွန်လန်းနေအားလုံးကဒါကောင်းမွန်တဲ့ရွေးတခုဖြစ်မယ်ပြောလို့ဒါမြင်တွေ့နေရတယ် အဲ့တော့ဒီဘူးဝင်ဟိုကမှာပေါ့ဒါမှဒီဘူလာဝါခင်းခြင်းပါတာအများကြီးတနိုင်တယ်ပြတယ်ရုရှားပါရုရှားကဒီဘာကြောင့်ဒါဒီ Indo-Pacific data ရှိတဲ့ဒီ၈တောင်အခြားနိုင်ငံတွေကိုဒါတဏ္ဍာဆက်ဆံရေးတွေပြီးရင်စီးပွားရေးကျိုးတူပူးပေါင်းဆောင်ရွက်တွေကိုဒါဥတီလှုပ်ဆောင်တာရတယ်ဟောဒါရုရှားကဒီယူကရိန်းကိုဒါစစ်ဖြစ်ပြီးတော့ယူကရိန်းနိုင်ငံကိုဒါထူးဆက်ဆံရေးဆင်နွှဲပြီးတဲ့နောက်မှာဒါနောက်ဥရောပနိုင်ငံအနေနဲ့ဒါထိတိုက်တွေ့ဆုံလာတယ်ပြီးရင်ဒါအကျိုးစီးပွားမှာဆိုရင်လည်းဒါဒီရုရှားနိုင်ငံက sanction တွေလိုလိုမြန်မာကျုံ့ပေးရတယ် 哦，底下、uh, 那的了个爸爸，我们大家把我们打乌鸡楼上，因为他在楼下他们拉布 demo，他我这个，这个他不会，他有他托阿妹阿弟姑老哇看见嘛，昨天他一多比赛，他一巴，因为他在这打嘛，现在他现在阿夏来个，他这个看看那个巴，就是说他比较渣他阿西，哦，这一段那边他如果他妈比较，现在阿夏来个，你有他就都哭毛骚，的里老了，哦，他这现在阿夏来个那个阿，他这个。 ဓမ္မပြောင်းပြောင်းနေရာမှာတည်ရှိနေတာဒါပြည်ဝင်နိုင်ငံရေးရတယ်ရေးပါတယ်ဒါမြန်မာနိုင်ငံတွတ်တော်ဒါဒီရုရှားနိုင်ငံနဲ့နှုတ်နှစ်ပတ်ဒါတမန်ဆက်ဆံရေးတွေကပို့ပြီးတော့အဓိကကြာလာဟောဒါဒီဆက်ဆံရေးအခြေအနေတွေကပဲဒါကြည့်မြန်မာနိုင်ငံအတွက်လည်းဒါဒီစီးပွားရေးလောက်ကွန်လန်းတွေအားလုံးမှဒါရေရှည်ရမြန်မာနိုင်ငံအတွက်အကောင်းမွန်တဲ့အရေးတစ်ခုဖြစ်ဟောဒါရုရှားမြန်မာဆက်ဆံရေးပေါ့ရုရှားမြန်မာဆက်ဆံရေးကဒီ2000ခုနှစ်ကလေးကဒီရုရှားရဲ့ဒါနျူကလ িয়ার သူ့ဒေသနာစင်တာပေါ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ဒါငါတို့တဘောတူလက်မှတ်ထိုးတာရှိတယ်။ပြီးရင်ဒါဒီ2014မှာဆိုရင်လည်းဒါစီးပွားရေးအရာကော်မရှင်ဖွဲ့စည်းဖို့လည်းဒါနှစ်ဖက်တဘောတူလက်မှတ်ရေးထိုးထားတယ်။ပြီးရင်ဒီ2018ပေါ့2018မှာဆိုရင်ဒါအော်ဂုတ်လ21ရက်နေ့ကရုရှားကာဝေးဝန်ကြီးကဒါပြောကြားထားရှိတယ်။ချစ်တော်အားရှဒေတာရဲ့ဒါ Facebook နားသက်ဒေတာမှာမြန်မာနိုင်ငံကရုရှားအတွက်ဒါမှာပြောမြောက်အိပ်ပတ်နိုင်ငံဖြစ်တယ်လို့ဒါကျွန်တော်တို့ယုံကြည်တယ်ဆိုပြီးတော့ပြောကြားထားတာရှိတယ်။ ဲ့တော့ဒါ2022ခုနှစ်စက်တင်ဘာ9ရက်နေ့ကရုရှားနိုင်ငံမှာကျင်းပတဲ့ AFFU Campus မှာဆိုရင်ဒီသမ္မတပူတင်နဲ့ဒါမာနိုင်ငံရဲ့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတွေ့ကြုံတွေ့ဆုံချိန်မှာလေဒါဒီမြန်မာနိုင်ငံကဒါအရှိတော်အခြားဒေသမှာဆိုရင်ဒီယုံကြည်အားထားရတဲ့မိဘနိုင်ငံဖြစ်တယ်ဆိုတာကိုပြောကြားထားအော်ခုဒီလက်တလောပေါ်တာ2025ခုနှစ်ဒီမလ၄ရက်နေ့ကတွေ့ဆုံတဲ့အချိန်မှာဆိုရင်ဒါဒီတို့တကူကဒီနိုင်ငံတကာပြည်ထနာအများစုနဲ့ပတ်သက်ပြီးတော့ဒါရုရှားမြန်မာရည်တည်ချက်တွေကအကင်ပြီးရင်ဒီတစ်ဖက်ကအပြူတော်ဆောင်တဲ့လုံဆောင်ချက်တွေ ါရီရတဆင့်ပေါ့လားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး level တိတိမှာဆိုရင်ဒါစတဲ့တကူလိုတက်လာမယ်ဆိုတော့ဟိုယုံကြည်ကြောင်းကိုဒီရင်းပြောဆိုတာဟောဒီချက်တွေကိုပြန်ကြည့်မယ်ဆိုရင်ဒါရရှားနိုင်ငံအနေနဲ့မြန်မာနိုင်ငံအပေါ်ကိုဒီဆက်ဆံရေးရရှိတော့မှာရှာအဓိကမှာပြောအခန်းကဏ္ဍပို့ပြီးတော့ဒါမှာပြောမြောက်မိဘနိုင်ငံအဖြစ်ဒါအလေးထားဆက်ဆံပြတာကိုတွေ့နေရအဲ့ဒီကိစ္စဒါပြောသွားတဲ့ဒီအကြောင်းအရာကိုဒါပြန်ပြီးနှိမ့်ရှော်ရရင်ဒါဒီဘူးဝင်ရုပ်ကပါပေါ့ဒါဒီမာတီပိုလာဝါခင်ကျင်းသွားနေတဲ့ အင်အားကြီးနိုင်တဲ့နိုင်ငံဖြစ်တဲ့ရုရှားရဲ့မြန်မာနိုင်ငံပို့ဒါပေါ်ရရည်တီချက်တွေဒိုစီဝါဥတီချက်တွေကဒါမြန်မာနိုင်ငံအတွက်အလောက်ကိုင်းဖွင့်လှစ်နေပြင်ထားနိုင်တဲ့စီဝါပြုတိုးတက်မှုဒီချက်တွေပေါ်မှာဒါကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေရှိလာနိုင်ဖြစ်တဲ့အတွက်ဒါမြန်မာနိုင်ငံအနေနဲ့ပေါ်တာရုရှားနဲ့ဒီမျိုးမှာဆက်ဆံရေးဒီမှာမိတ်ဆက်ဆံရေးကိုဒါရည်ရှိမှာဒါပုံမူတည်တတ်ခိုင်မြဲအောင်လှုပ်ဆောင်သွားတဲ့အကြောင်းကျွန်တော်ဒီနေ့တော့ပြတ်ကြတယ်အားလုံးကိုကျေးဇူးတင်